ဝမ်ချန်နယ်ကိုကြည့်ရှုနေကြတော့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဝမ်ချန်နယ်ကနေပြီးတော့အပတ်စဉ်အယူတော်မင်္ဂလာဟောဆန်းနေတဲ့လမ်းစဉ်ရေရာတွေကိုပြန်လည်ထုတ်လွှင့်ပေးလျက်ရှိပါတယ်ကျွန်တော်တို့ဘာမင်းသိန်းခါရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်ဒီတစ်ပတ်မလ12ရက်ကနေပြီးတော့ဆက်ရှင်နေ့အထိတနင်္လာနေ့မွေးဖွားသူများတနင်္လာသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆန်းကိုဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီပတ်တာအတွင်းမှာတော့တနင်္လာနေ့မွေးဖွားမွေးဖွားသူတွေဟာကျွန်တော်တို့အလုပ်အကိုင်ကျွန်တော်တို့ပြောင်းရွှေ့ခြင်းတဲ့စိတ်တွေကျွန်တော်ပေါ်ပေါက်နေတဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့အလုတ်တနေရနေတနေရကိုပြောင်းနေတာမျိုးကျွန်တော်အလုတ်ဌာနတစ်ခုကနေတစ်ခုကိုပြောင်းနေတာမျိုးအဲ့တော့အလုတ်နေရာတွေရွှေ့ပြီးပြောင်းနေတာမျိုးတွေအဲ့စိတ်တွေပေါ်တတ်တယ်အဲ့တော့ဒီလိုရံမျိုးတွေမှာတော့ကျွန်တော်တို့မပြောင်းတဲ့ရက်တွေဖြစ်တယ်အဲ့တော့ဒီရက်တွေအတွင်းမှာပဲတနင်္လာနေ့မွေးဖွားသူတွေဟာကျွန်တော်တို့ကြိုတင်မမြင်နိုင်တဲ့အခက်အခဲတွေရှိနေတတ်တယ်တခုဆိုကျွန်တော်ကြိုတင်မသိနိုင်ဘူးကြိုတင်မမြင်နိုင်ဘူးပေါ့နော်ကို့အလုတ်မှာပဲဖြစ်ဖြစ်ကို့စီးပွားမှာပဲဖြစ်ဖြစ်အဲ့တော့ကြိုတင်မမြင်နိုင်တဲ့အခက်အခဲတွေရှိတယ်လို့တခုဆိုရင်ကျွန်တော်တို့ရုတ်တရက်ဆုံးဖြတ်ချက်ချဖို့လေး ချက်ချင်းဆုံးဖြတ်ချက်ချရတော့မယ်ရုတ်တရက်နဲ့ဆုံးဖြတ်ချက်ကျွန်တော်တို့ချဖို့တွေကျွန်တော်တို့ပေါ်တက်ပြီးတော့အဲ့ဒီဆုံးဖြတ်ချက်ချဖို့ကကိုယ့်အတွက်ခက်ခဲနေတဲ့ကျွန်တော်တို့အခြေအနေဖြစ်နေတတ်တယ်အဲ့တော့ဒီလိုရမျိုးတွေမှာတော့ကျွန်တော်တို့အဲတနင်္လာနေ့မွေးဖွားသူတွေဟာကျွန်တော်တောင်ကုန်းတောင်ကုန်းနဲ့နေရှိတဲ့ဘက်တွေတောင်ကုန်းတောင်နဲ့နေရှိတဲ့နေရာဒေတာမျိုးတွေတောင်ကုန်းတောင်နဲ့နေရှိတဲ့နိုင်ငံရွာတို့ကြေးရွာတို့ဇနပုတ်တို့ကိုကျွန်တော်တို့ပြောင်းရွှေ့ပြီးကျွန်တော်ခီးထွားတတ်တယ်တွားရောက်နေထိုင်ရတတ်တဲ့ရက်တွေဖြစ်တယ်အဲ့တော့အဲ့လိုမျိုးတွေကျွန်တော်ပြောင်းရွှေ့ပြီးတွားရောက်နေထိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ကောင်းတဲ့ရက်တွေဖြစ်တယ် အဲ့တော့ဒီအနေအတွင်းမှာတော့တနင်္လာနေ့မွေးဖွားသူတွေဟာကျွန်တော်တို့ငွေကန်လေးကျွန်တော်တို့နည်းနည်းလေးနှိမ့်နေပေမဲ့ကျန်တဲ့ကန်တွေကကျွန်တော်တို့ကောင်းနေတဲ့ရက်တွေဖြစ်တယ်။အဲ့တော့ကျန်တဲ့ကန်တွေဆိုတော့ကျွန်တော်ဘာကန်လဲဆိုတော့ကျွန်တော်ပညာကန်တွေကောင်းနေတယ်၊နိုင်ငံခြားကန်တွေကောင်းနေတယ်၊ကျွန်တော်ထီကန်တွေကောင်းနေတယ်၊ယာရုကန်တို့ကျွန်တော်ဥဆောင်ရပြောရမယ့်ကန်တို့၊တောင်ကြီးယူရမယ့်ကန်တို့တော့ကောင်းနေတဲ့ရက်တွေဖြစ်တယ်။အဲ့တော့ဒီလိုရမျိုးတွေမှာတော့ ဟုတ်ကျွန်တော်တို့အရေးကြီးတဲ့ကိစ္စတွေစတင်ပြမှုပြောဆိုလုပ်ကင်မလားလုပ်ငန်းစည်းဝါးတွေကျွန်တော်တို့လုပ်ကင်မလားတခုကိုကျွန်တော်တို့လုပ်ကင်ဆုံးဖြတ်ပြီးကျွန်တော်စမယ်လို့ပြုမယ်လို့ဆိုမယ်လို့လုပ်ကင်ဆုံးဖြတ်မယ်ဆိုရင်ကျွန်တော်ကိုယ်ယုံကြည်မှုအပြည့်နဲ့လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့အောင်မြင်မဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေအတွင်းမှာပဲတနင်္လာနေ့မွေးဖွားသူတွေဟာဘာတွေနဲ့ပတ်သက်ရင်အကျိုးရှိလဲဘာတွေနဲ့ပတ်သက်ရင်ဘာလုပ်ငန်းတွေနဲ့ပတ်သက်ရင်ကိုယ့်အတွက်ကောင်းလဲဆိုတော့ညီနဲ့ပတ်သက်တဲ့ကိစ္စမျိုးအမွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးအမွေလိုပစ္စည်းမျိုးဖုန်းလုပ်ငန်းတို့မုတ်လုပ်ငန်းတို့ကျွန်တော်ပရိဘောကလုပ်ငန်းတို့ပညာရေးပါတာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေပဲမျိုးမျိုးတို့ကျွန်တော်ပြောင်းလို့ပွဲရုံပွဲစားပုံစံလုပ်ရမယ့်ကိစ္စမျိုးတွေနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကျွန်တော်လူမျိုးခြားပါတာခြားနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေထီးတို့ဓာတ်ပုံတို့လျှက်စစ်ပစ္စည်းတို့ဓာတ်ရုပိရပစ္စည်းတွေတတ္တရုပစ္စည်းတွေနဲ့ပတ်သက်တဲ့ကိစ္စတွေဒဏ်ဥဒဏ်ဝတ်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေ ေစီယုံမီပြောဆိုရမယ့်ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာအကျိုးရှိအောင်မြင်စေတဲ့ကိစ္စတွေဖြစ်ပါတယ် အဲ့တော့အဲ့အရာတွေကတော့အကျိုးရှိအောင်မြင်ပြီးဘယ်လုပ်ငန်းဘယ်ကိစ္စတွေနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့တတိထားပြီးလုပ်ငန်းဆောင်ရွက်တင်လဲဆိုတော့ကျွန်တော်ចောင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအာကျွန်တော်ပညာသင်မှုចောင်းရွေးတာမျိုးចောင်းလျှောက်တာမျိုးចောင်းနဲ့ပတ်သက်တဲ့ကိစ္စတွေကြောက်တို့ကားတို့ငါးတို့ကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကုန်းတို့ခြံတို့ကိုင်းတို့ငရုတ်တို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအသေးအနှံနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေရေထွက်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအတန်တို့ဂီတတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာတနင်္ဂနွေမွေးဖွားသူတွေဟာတတိထားပြီးလုပ်ငန်းဆောင်ရွက်တင်တဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေတင်းမှာတော့တခုတည်းရောင်းထွက် ခြင်းလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့ဆိုရင်ကျွန်တော်ဘာလို့ရလဲဆိုတော့ကျွန်တော်ဂေါ်လကာတိတစ်လုံးနဲ့ပဲကိုရောင်းနေတဲ့ပစ္စည်းတွေကိုတို့ထီရိုက်ခောက်ပေးမယ်ဆိုရင်ဝယ်မဲ့သူအမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုညမျိုးတွေမှာတော့ချစ်သူကြီးစားတွေဖို့အိမ်တော်ရှင်တွေဖို့ကျွန်တော်ညှိမြန်နှိုင်းမြရတာတွေဖြစ်တတ်တဲ့ရက်တွေဖြစ်တယ်အဲ့တော့ဒီလိုညမျိုးတွေမှာအကျိုးပေးကံကောင်းစေတဲ့ကဏ္ဍနံပါတ်တွေကတော့၃၄၅ခုဆိုတဲ့ကဏ္ဍနံပါတ်တွေဟာအကျိုးပေးကံကောင်းစေတဲ့ကဏ္ဍနံပါတ်တွေဖြစ်ပါတယ် ဲ့တော့ကျန်းမာရေးနဲ့ပတ်သက်ရင်တော့ကျွန်တော်ဘာတွေသတိထားရလဲဆိုတော့ကျွန်တော်သွေးနဲ့ပတ်သက်တဲ့ယောဂါလေးတွေ၊သွားနဲ့ပတ်သက်တဲ့ယောဂါလေးတွေသတိထားဖို့လိုတဲ့ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီလိုမျိုးတွေမှာတင်းလာနေမွေးဖွားသူတွေဟာထူးထူးခြားခြားကိစ္စတွေအစဉ်မင်းအောင်မြင်ခြင်းလို့ပဲဖြစ်ဖြစ်၊လှူချင်တန်းခြင်းလို့ပဲဖြစ်ဖြစ်ကျွန်တော်အိမ်ဖျားမှာပဲမျက်စွာဖျားခြင်းကိုရောမြတ်ကြီးကိုမိုးဖတ်ထုံငါတို့ကတ်လို့ပြီးဆူတောင်းလိုက်ပါခင်ဗျာ။တင်းလာနေမွေးဖွားသူများအားလုံးကျန်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ။